ရုရှားတပ်တွေထိုးစစ်ဆင်သိမ်းပိုက်နေတဲ့ယူကရိန်းနိုင်ငံဒိုနက်စ်ဒေသဒိုဘရိုပီလီယာအရက်မှာရှိတဲ့တရားနှစင်ကိုကင်းမုံချကာကွယ်ဖို့ဆစ်လွတ်ခံရတဲ့ယူကရိန်းစစ်သားရပ်စ်ဟာရန်သူတွေအဝိုင်းခံထားရတဲ့ကြားကနေရက်90ကြာတူးတဲ့ကရုတ်ကျင်းတဲ့ကနေခုခံပြီးရုရှားစစ်သား28ယောက်ကိုရှင်းလင်းတုတ်တင်နိုင်ခဲ့ပါတယ်မြောက်ကရုတ်ကျင်းထဲကနေရုရှားစစ်သားတွေကိုခုခံဖို့နှစ်ဦးတည်းသာဆေးလွတ်ခံခဲ့ရပြီ ရက်30မြောက်မှာအတူတာဝန်ကျတဲ့အာတစ်ဆိုတဲ့ရဲဘော်ရဲဘက်ဟာမော်တာကြီးထိမှန်သွားတဲ့အတွက်စေကူတာဖို့လမ်းရှာပြီးထွက်သွားခဲ့ရာ rush တယောက်သာကြံရည်ပြီးနောက်ထပ်ရက်20အထိရုရှားတပ်တွေကိုတနတ်တလက်ထဲနဲ့ခုခံတိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်ဒရုန်းတံမှန်ချင်းတံမှန်အောင်မခွဲတတ်တော့ဘဲအသားချောက်ကိုစားအင်းသားကြုံတလို့တက်တနေ့တနေ့အမြင့်ဆုံးသောစိန်ခံမှုဟာခမောက်နဲ့ကြီကာဝတ်စုံကိုနိုင်ဝတ်မြတာချွတ်ထားခြင်းသာဖြစ်တယ်လို့သူကပြောပါတယ် အလေးမှချင်းထိုင်းထလုပ်ခြင်းနဲ့စိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့သတိကြီးစွာထားပြီးရုရှားစစ်သားပေါင်း28ယောက်ကိုရှင်းလင်းတုတ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ Rus က The Times ကိုပြောကြားသွားခဲ့ပါတယ်။ရှင်သန်လွတ်မြောက်ခဲ့တဲ့တပ်သား Rus ကိုယူကရိန်းနိုင်ငံရဲ့အမြင့်ဆုံးသူရဲကောင်းစုပေးအပ်ဖို့လဲထောက်ခံချက်ပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။